မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်အော်တိုဘတ်ရဲ့ညရရှိထားတဲ့သတင်းတွေကိုကျွန်မအခုမင်ဂျီလာကနေပြီးတော့တင်ဆက်ပေးတော့ပါမယ်ရှင် န်ရီထင်းချုပ်ထားတဲ့တပ်ဖွဲ့ရောင်မျိုးနေခွဲတွင်ရှိကြေးရွာများတွင်ကန်အိုဂျမမာရေးဌာနမှဂျမမာရေးဝန်ထမ်းများတွားရောက်ကဗီတူများကိုဂျမမာရေးစစ်ဆေးမှုပြုလုပ်ပေးနေကြောင်းတီးရပါတယ်။ကန်ယိုအစိုးရမှထင်းချုပ်ထားတဲ့နေမြေတွေမှာလုံခြုံမှုတွေမရှိသေးတာကြောင့်ဆေးရုံဆေးခန်းဖွင့်ရခက်ခဲတာကြောင့်ယခုလိုဗီတူများရဲ့ဂျမမာရေးကိုမိုဘိုင်းပုံစံဖြင့်တွားရောက်လေလေကဂျမမာရေးစစ်ဆေးပေးနေကြောင်းတီးရပါတယ်ရှင်။ ကျမရေးစစ်စီပေးရတွင်ကျမရေးအတ္တိပညာဟုပြောခြင်းကျမရေးစစ်စီကစီပေးခြင်းတက်ကြီးရေအိုများကိုလည်းအဓိကထားကကျမရေးကြည့်ရှုဆုံးရှုံးမှုပေးခြင်းအားစီများပေးခြင်းအစီအစီများပြုလုပ်လျက်ရှိကြောင်းတရားပါတယ်။လွေစေကြီးရွာနုံကုတ်ကြီးရွာမခွေကြီးရွာတင်ညစ်ကြီးရွာနုံခုံကြီးရွာ နုံဆန်ကြီးရွာ နောက်မကုတ်ကုန်းကတင်ကျေးရွာတွေမှာဗီတူများကျမရေးကိုအချိန်မီကုတနေရန်ဆေးရုံတွင်ဖွင့်နိုင်အောင်ဆက်ပြီးတော့ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်ဝမ်မိုမြို့နယ်စတုံမြို့ဆေးတွင်စတေမန်29ရက်နေ့ညနေပိုင်းကစစ်ကောင်စီတပ်မှလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုပြုလုပ်တော့ကြောင်းအရက်တာ17ဦးတိဆုံးကြောင်းသိရပါတယ်ရှင်။ ဒီကြောင့်တက်ခတ်မှုပြုလုပ်တာကြောင့်အယက်သား၈ဦးရင်းနေရမှာပြင်အတက်တီဆုံးပြီး၃ရက်ဟာထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့်စီကူတရန်စီယုံတို့ရှင်းလာချင်းလန်တဝ၌တီဆုံးတွားကြောင်းတီးရပါတယ်။လေကြောင့်တက်ခတ်မှုကြောင့်အတက်တီဆုံးတွားတော်သူများ၏ရုပ်လုံများကိုစတိမာ30ရက်နေ့စပနာကျင်းပပြီးလေကြောင့်တက်ခတ်မှုခံရတော့ဇီးအနီးတဝိုက်တွင်စတုံပီတူများမှလှုပ်အားဖြင့်တန့်ရှင်ရေးပြုလုပ်ပစ္စည်းခေကြောင်းလဲတာဝန်ရှိသူများထပ်မတီးရပါတယ်။ ယခုအချိန်စတုံပီတူမြဟာထိလန့်လျက်မိမိလုံချုံရနေရများတွင်ထွက်ပြေးသိမ်းရှောင်ပြီးနေနေရကြောင်းလည်းတည်ရပါတယ်။လေကြောင်းတက်ခတ်မှုကြောင့်ဈေးနီးနားရှိအိမ်တချို့နှင့်ဆိုင်ခန်း20ကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီးယခုအချိန်တိကျတန်ရာရရှိသူ6ဦးသာဈေးကူတမှုခံယူနေကြောင်းလည်းတည်ရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိမပီတူများအားလုံးကိုစိတ်နှပြွှွှလန်းချမ်းမြေ့ကြပါစေရှင်။